မိဘနှစ်ပါးကတကယ်ကိုသမီးကိုမချစ်လို့ပေးလိုက်တာဆိုရင်တော့မှမိဘအပြစ်မဟုတ်သမီးကံလို့မလိုချင်လို့ပေးလိုက်ရင်တော့မိဘအပြစ်လားသာသမီးကံလားသာသမီးကံနော်မျက်လုံးကလူတိုင်းမှာဘယ်နှလုံးပါလဲနှလုံးပါတယ်အဲ့ဒါတလုံးကလောကရှုထောင်းကကြည့်ဖို့တလုံးကဓမ္မရှုထောင်းကကြည့်ဖို့နော်အရာတိုင်းကိုရှုထောင်းနှမျိုးကြည့်မှအမှန်မြင်တာတစ်ဖက်တည်းနဲ့ကြည့်ရင်အမှန်မမြင်ဘူးဆိုတော့ အမေတယောက်ကခလေးလေးမွေးတယ်မွေးလို့လည်းပြီးရောမလို့ကျွန်တော်လမ်းဘေးတော့ပြစ်ထားဟာဒီမိမမိခင်စိတ်မပီတာဘူးမိခင်စိတ်မရှိဘူးမလို့ချင်းမမွေးနဲ့ပေါ့မွေးပြီးကမိဘမေတ္တာနဲ့စောင့်ရှောက်အောင်ပါပေါ့ဘယ်လိုညာလို့အပြစ်တွေပြောတာအဲ့ဒါလောကရှုထောင့်အောင်ပြောတာတရားတခုတည်းနဲ့အစင်မပြေဘူးအဲ့ဒီအတွက်ဘုန်းကြီးတခုပြောပြမြတ်စွာဘုရားရှင်လက်ထက်တုန်းကဇောတိကဇတိလကာကွဏမင်တကတထေကြီးလေးဦးရှိတယ်ဇတိလတထေ အိမ်နောက်ဖေးမှာရွှေတောင်ပေါက်တဲ့တထေးပေါ့တို့ရွှေတောင်ဘလောက်ကောင်းလဲဆိုရင်ပေါက်တူးနဲ့ပေါက်လိုက်လိုချင်တော့တော့အချိတ်တဆဲဆိုအချိတ်တဆဲတုံးထွက်တယ်အဲ့ဒီပေါက်တူးအဲ့ချွေတော့ကြီးဖွဲလိုက်တဲ့နဲ့ဟိုမှာပြန်ပြည့်သွားတယ်ဘယ်တော့မှတော့မကုန်တာပြီးရောဒီတောင်နဲ့နဲ့တောင်မှစိတ်ကြိုက်ပဲသူငငယ်တော့ကသူ့မွေးတော့လေမမွေးခင်တည်းကအမေကတက်တံတလုံးရိုက်တာလားဒီကလေးမွေးပြီးရင်ရေမျောပြောပြီးသား တစ်တံကိုပုံညက်တွေနဲ့ရေထဲမျောမှဆိုရေမဆက်အောင်တခါတည်းလုပ်ပြီးသားသူ့လည်းမွေးပြီးရောမိခင်ဝမ်းကကြွက်ကစားကိုဝွန်အညစ်အကြေးတွေပေးနေတာတော့အဲ့ဒါရေမဆေးပဲနဲ့ဒီတိုင်းချက်ချိုးဖြတ်ပြီးမျောလိုက်မြေချောင်းအတိုင်းမျောတော့ဟိုမှာရေချိုးစိတ်မှလည်းရေချိုးနေတဲ့အမျိုးသမီးနှစ်ယောက်ရှိတယ်အလန့်မြင်တော့တယောက်ကလည်းလူလူလောပါလေကြောက်ချာကောင်းတယ်လားလမ်းမြင်တဲ့ပထမအမျိုးသမီးကဟိုမှာဟိုမှာတက်တာတော့မျောလာတယ်အဲ့ဒါငှားဟာတဲ့မမမနီညာမမဒီရှင်တော့ နောက်တော့ကလည်းအေးအေးမျက်စိနဲ့မြင်နေရတာနင့်ဟာတဲ့မမြင်တဲ့အထက်ဟာငါဟာတဲ့ဟောလုတ်ပြအောင်အထက်မှာမပွေးတာအခွေလိုက်ပါလားဒုက္ခရအောင်လဲနော်အဲ့ဒါဟိုရောက်တော့ခလေးလေးဖြစ်နေရောအရှင်နုရုဒ္ဓါသွားလှူတယ်အရှင်နုရုဒ္ဓါဒီခလေးရဲ့ကံကြမ္မာကြည့်လိုက်တော့လောကချမ်းသာခံစားပြီးမှနိဗ္ဗာန်ရမှာဒီခလေးကဒီဘဝမှာယဟန္တာဖြစ်မှာသို့တော့လောကီစည်းစိမ်ခံစားအောင်မှာအဲ့ဒါသိတဲ့အတွက်သူတကာတထေးပေးလိုက်ရောတကာတထေးကလည်း အရှင်နုရုဒ္ဓပေးတယ်ဆိုဝန္တာအယံနဲ့ခေါ်တော့အဲ့ကလေးလဲအိမ်ရောက်တော့တရက်ထဲနဲ့လေ7နှစ်လုံးလုံးရောင်းမထွက်တဲ့ကုံနေအကုံလုံးတရက်ထဲနဲ့ရောင်းလို့ကုန်။ဟာဒီကလေးလက်ကောင်ဟဆိုပြီးတော့အရွယ်ရောက်တော့သမီးနဲ့ပေးစားတယ်အဲ့ကလေးရောက်တဲ့တက်လိုက်တဲ့စီးပွားနဲ့သုံးမကုန်ဖြုံးမကုန်ရ။ကဲအဲ့ကလေးမွေးပြီးတာနဲ့အမေရဲ့တခါလေးပြစ်တယ်မမွေးခင်နဲ့ပြစ်ဖို့စီစဉ်ထားတယ်။ဘာကြောင့်လဲဒီကလေးရဲ့ရှေ့ကံကိုကြည့်လိုက်တော့